ဲကော်မလေးနဲ့လည်းဖုံးစကားတွေပြောရတယ်ဒီကော်မလေးကတအားရိုင်းတယ်တအားရိုင်းဆိုင်တယ်အတမ်းမိုက်ဆီယမတွေလည်းဆုံးမလို့မရဘူးဒါမှဆီယမတွေကိုခံပြောတယ်ခံဆဲတယ်ပြီးတော့ဆီယမအောင်တော်ချင်းချောက်တယ်လေမင်းကိုဓာတ်နဲ့လှီပါလို့အဲ့ဒါမျိုးအစချင်းချောက်တယ်အဖေမေတွေကပေါ့ရုရှားမှာပေါ့နော်ငါလုံးပိုင်ခွင့်ရှိတယ်ကြိုက်တာလုံးလို့ရတယ်ဆိုနင်တို့ရဲ့မျက်နှာတွေကိုပတ်စံနဲ့တော့ပေါက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू ကအဲအဲ့ဒါမျိုးတော်ခံပြောတယ်တောင်းအုပ်ကလည်းသူ့ကိုကြောင်းဝန်းနေခုထုတ်ပလိုက်တယ် တောင်မင်းမင်းအားမျိုးတို့ရေအီမိုကေဂျီကျူ channel ကျူစလိုက်ပါရယ်ဒီရက်တစ်ဆက်ပေးမဲ့သတင်းလေးက line မှာအရှယ်အောင်မှနာမည်ကြည့်ပြီးတော့ဝေဖန်မှုရင်းမြင့်တက်နေတဲ့မြောင်မြမျိုးအရက6ចောင်းသူလေးရဲ့အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြန်လည်ဖြေရှင်းမပေးလို့ဒီနေ့မှာတော့ဒီចောင်းသူចောင်းသားမိပါတွေကလည်းဒီကိစ္စကိုပြန်လည်ဖြေရှင်းပေးဖို့တောင်းဆိုနေကြတယ်ဒီအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ចောင်းသူလေးတွေရဲ့မိပါတွေကဒီရုရှားမှာဒီတထေးတွေလို့ပြောတယ်မြို့မျက်နှာဖုံးလို့လည်းပြောကြတယ်ဗျဒီနေ့မှာတော့ဒီចောင်းဖြစ်စဉ်ကိုဒီကိုကတော့ဒီအသေးစိတ်ရှင်းပြပေးကြတယ် ျွန်တော်မျိုးလည်းဒီဒီထားလို့ရအောင်ဘူတရနေတဲ့ပြန်လဲမျှဝေတိဆက်ပလဲခြင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်ပြီးဖန်လေးကိုဆက်လိုက်ရအောင်လာပါကျွန်တော်ဟိုနေ့ကဟိုចောင်းသားကိစ္စပေါ့နော်ဒီចောင်းဆရာမားနဲ့အာအခုဒီကလေးနဲ့ပေါ့နော်အဲကော်မလေးနဲ့လည်းဖုန်းစကားတွေပြောရတယ်အခုဟာကဘယ်လိုလဲဆိုတော့ဒီကော်မလေးကတအားရိုင်းတယ်တအားရိုင်းဆိုင်တယ် ဆရာမတွေလည်းအတက်မိုက်ဆရာမတွေလည်းဆုံးမလို့မရဘူးဒါပေမဲ့ပထမတစ်ချိန်တိခန့်နဲ့ဒုတိယချိန်တိခန့်တယ်အခုကဒါနောက်ဆုံး last one အဆင့်ရောက်သွားပြီအဲဆရာမတွေကပြောလို့ဆိုတာတော့မှမရဘူးသူကဆရာမတွေကိုခံပြောတယ်ခံဆဲတယ်ပြီးတော့ဆရာမအောင်တော်ချင်းချောက်တယ်လေမင်းကိုဒါနဲ့လှီးတတ်မယ်လို့ဘာလို့အဲ့ဒါမျိုးအစချင်းချောက်တယ်ဆရာမကိုဘလို့အဆင့်ထိပြောလဲဆိုတော့ဆရာမကပြန်ပြောတာကသူသူ့အဖေကအဖေမိသေးရပေါ့ရုရှားမှာပေါ့နော် ငါလုံးပိုင်ခွင့်ရှိတယ်ကြိုက်တာလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနင်တို့နင်တို့ရဲ့မျက်နှာတွေကိုပတ်စံနဲ့တော့ပေါက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू ကအဲအဲ့ဒါမျိုးတော့ခံပြောတယ်အဲဆရာမကလည်းပြန်ပြောလိုက်တယ်နင်းအဖေအမေတွေရပ်ရှားမှာရှိတာမရှိတာငါစိတ်မဝင်စားဘူးဒါမြန်မာနိုင်ငံဒါမြန်မာမြန်မာရဲ့စာတင်ကြောင်းဒါနင်တို့တွေနင်းအဖေတွေနိုင်ငံခြားသွားတာလေဒါသူတို့သွားတာသူတို့ကိစ္စငါဒီမှာစာတင်တာငါကိစ္စเนาะဒါမြန်မာနိုင်ငံเนาะ နေနိုးတွေကိုစာတောက်အောင်တင်ပေးတာငါဆရာမအတမ်းမိုက်ဆရာမเนาะနင်းကိုရိုင်းချိုင်းမှုဒီလိုတင်ထားတာငါမရှိဘူးเนาะနင်းအဖေရုရှားမှာပဲဖြစ်ဖြစ်နင်းအမေရုရှားမှာပဲဖြစ်ဖြစ်ငါမြန်မာနိုင်ငံမှာစာတင်တာမြန်မာနိုင်ငံရဲ့ဒလိအဲကျင်းဝဇိုက်ကိုเนาะနေနေရမယ်အဲ့လိုမောက်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးတွေဆရာမပြန်ပြောတယ်ပြန်ပြောတော့ तू ကမရဘူးချင်းချောက်တဲ့အမျိုးမျိုးအဲအဲ့ဒါမျိုး तू ကဘေးကအဖွဲတွေက ဒါအိုက်ကောင်မလေးကိုပါရိုက်တဲ့ဇမင်ဆွဲတဲ့အချိန်မှာဘေးကအဖွဲတွေကတာပေါင်းညာစားတယ်။တာပေါင်းညာစားကောင်မလေးတွေအဲအဲ့ရင်းရင်းမာမာပြောတဲ့တယောက်ကဒါသူ့အဖေမေကရုရှားမှာတဲ့ဆိုပြီးတော့အဲ့လိုမောက်မာတာဆရာမတွေရောအဲ့လိုချိန်ချောက်တယ်ဒါပေမဲ့အဲ့အချိန်မှာဟိုပြီးသွားတယ်ဗောနော်သူတို့ခံဝင်လက်မှတ်ဂရီးတွေနဲ့တော့ဒါမျိုးမဖြစ်ရပါဘူးဗာညာနဲ့ဗောနော်အဲသူ့ရဲ့ဒီကော်မာလေးရဲ့အတော် အတော်ကြီးနော်ရုရှားသူ့အမေတွေနဲ့လည်းဖုန်းဆက်သွယ်သူ့ဆရာမတွေနဲ့လုပ်တဲ့ပြောကြတယ်။နောက်မဖြစ်စေရပါဘူးဗာညာနဲ့မိဘတွေကလည်းတောင်းပန်တယ်။အဲအဲ့ဒါကိုလည်းလက်မခံဘူးလက်မခံဘူး။ဒါပေမဲ့ကျွန်တော်ကြောင်းဆရာကြီးနဲ့လည်းတိုက်ရပြောပြောတဲ့ချိန်မှာကြောင်းဆရာကြီးကအခုဒီကောင်မလေးကိုအဲကြောင်းလဲနာမည်ပြတ်တဲ့နောက်ပြီးတော့ဒီလိုဆိုင်ဆိုင်နဲ့အဲကြောင်းအဖြစ်လဲသူတို့အထင်သေးခံရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြောင်းကြောင်းအုပ်ကလည်းသူ့ကိုကြောင်းဝန်နေအခုထုတ်ပလိုက်တယ်။အဲအဲ့တယောက်ကိုပေါ့နော် အဲကြံတဲ့လူတွေကတော့သူ့ရဲ့အဲတာပေါင်းညာသားတွေသူလောက်ရဆေးလို့ရအဲလိုက်နေရတဲ့သူတွေပေါ့နော်အဲအဲ့ဒါမျိုးသူ့ကိုတော့အိုက်ကောင်မလေးတယောက်ကိုကြောင်းထုတ်ခံလိုက်ရပါတယ်ကျင်းတတ်တယ်အဲ့လိုလုပ်ရမယ်ကျင်းတတ်တယ်နော်အဲကြောင်းထုတ်ရမယ်ဒီလိုလူမျိုးကိုပြန်ထားလို့အဆင်မပြေဘူးရိုင်းကြိုင်းနဲ့ဆရာမတွေလည်းရိုင်းကြိုင်းနဲ့ဆိုတာအဆင်မပြေဘူးနော်ဒီလိုလူမျိုးကိုကြောင်းထုတ်ရမယ် သူဘလူကြံတဲ့နေရာဘယ်နေရာတက်တက်ကြံတဲ့နေရာမှာဖြစ်လဲကြံတဲ့နေရာမှာလဲဒီလိုပဲထပ်ဖြစ်မှာပဲဖြစ်တဲ့ဆိုဒီလိုပဲထပ်ပြီးတော့အဖြုတ်ခံရမှာပဲနော်အဲဘလူပဲဖြစ်ဖြစ်ကိုယ်နိုင်ငံမှာနေကိုယ်ဆရာကိုကိုလေးလာအဲကိုယ်ဆရာမတွေကိုလေးစားရမယ်ကိုယ်အတန်းဆရာတွေကိုလေးစားရမယ်နော်ကျောင်းရဲ့ဂုံသိက္ခာကိုလည်းလေးစားရမယ်အဲအဲ့လိုရှိရမယ်နော်အဲအားလုံးပဲအခုကတော့ဒီလိုနဲ့ပဲအဆင်ပြေသွားတယ်ပေါ့နော်အဲနောက်ဘလူပဲဖြစ်ဖြစ်ပေါ့ ားလုံးမင်္ဂလာပါဗျာစကားလေးနဲ့အမြင်မတော်တာလေးရှိတယ်လို့ပြောချင်လို့ပါမျိုးမြတ်ကကိစ္စကိုပြောချင်တာဆိုနော်အဲမျိုးမြတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စဘာကြောင့်လို့မသိဘူးပေါ့ဒါပေမဲ့အများနဲ့တယောက်ဗျာအများနဲ့တယောက်ခွေးဆွဲသူဝိုင်းဆွဲနေကြတယ်သမီးနေဆွဲပါးရိရအဲ့ဒါကြီးကောင်းနေကြတာအာနာဖိုင်ဖွဲ့စည်းပြီးတော့ ကျောင်းဆရာဆရာမကျောင်းအုပ်ကြီးတိကိစ္စကိုမသိလို့ဒီတော့လိုင်းမှာဟိုးရီတကျော်ဖြစ်နေတဲ့ကိစ္စသာသမီးရင်ကိုရင်မဆာနာချရတာအဲ့ဒီကလေးမလေးရဲ့အဖေနေရာမှာကျုပ်တာဆိုပြစ်ရှင်းလားအကလေးမလေးရဲ့မိဘတွေကဘာလုပ်နေကြလဲအဲ့ဒါသိချင်တယ်ဝိုင်းမီအနိုင်ကျင့်တဲ့ဟာမတွေ ကိုယ့်ကိုယ်ကိုမန်တက်မယ်ဇောင်းထမယ်နော်နင်တို့ရဲ့အပြုမူနင်တို့ရဲ့လုံရက်ကနင်တို့မိဘတွေဘာတွေဆိုတော့အားလုံးသိအောင်ပေါ်ပြနေတယ်လို့အဖရုပ်တော့လက်သင်ရန်နေအမိရုပ်တော့နှုတ်သင်ရန်နေနင်တို့လက်သင်ရန်နှုတ်သင်ရန်နေဟာမတွေကနင်တို့မိဘတွေဘာဆိုတော့ပေါ်ပြလိုက်တာအဲ့တော့ သူပြောနေတာပြဿနာတခုဘာကြောင့်ပဲဖြစ်ဖြစ်ပြပြလေလေညှိနေနေဖြည့်ရှင်းလို့ရအုပ်စုဖွဲ့ပြီးဝမ်းအနိုင်ကျစော်ဟာတာဒါဟာလူကုန်သေးကနေမညီဘူးလို့ကြုတ်ထင်တယ်အဲ့တော့တက်ဆိုင်ရအဖွဲ့စည်းကျောင်းကျောင်းဆရာဆရာမခင်ဗျားတို့အားလုံးထိထိရောက်ရောက်အေးအေးယူပေးပါညနာတဲ့ main ကလေးအတွက်အဲ့ညနာတဲ့ main ကလေးခင်ဗျားတို့သားသမီးဖြစ်နေခဲ့ ခင်ဗျားတို့ဘယ်လိုခံစားမလဲခင်ဗျားတို့ရင်ပတ်နဲ့ခံစားကြည့်နော်အဲ့တော့လူပေါင်းဝါတာလူခင်ဗျားတို့ထိရရအေးယူစောင့်ရပေးပါလို့တောင်းဆိုခြင်းတယ်ခံခဲ့ရတဲ့သမီးလေးကိုလည်းပြောခြင်းတယ်စိတ်တမ်းမရပါနဲ့တတိဆိုတာခွေးလိုကြိုက်တာမဟုတ်ဘူးခံနိုင်ရှိတော့တတိလို့ခေါ်တယ်အဲ့တော့သမီးလေးစိတ်ရမငြိမ်ပါနဲ့ လက်တော့မပြန်မဲနဲ့လူချင်းချင်းအင်အားမမြောက်လို့ဖြစ်ကြောက်လို့ပဲဖြစ်ဖြစ်သမီးလေးလက်တော့မပြန်တော့ထိနိုင်တဲ့စိတ်ကလေးချီးကျူးပါတယ်အဲ့လိုထိမ့်သိမ့်နိုင်တာလေးကိုဂုဏ်ယူပါတယ်အဲ့တော့အားမငယ်ပါနဲ့သမီးကြောင်းမြတ်စက်တက်ပါကြိုးစားပါတနေ့သူတို့ထက်အောင်မြင်တိုးတက်တဲ့နေရာရောက်အောင်ငါသမီးကြိုးစားပေးပါလို့ပြောရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။မြန်မြန်လိုက်ရင် share လုပ်ပေးပါ။ ချစ်တော်အလုံးပဲမင်္ဂလာပါဗျာကျွန်တော်ညောင်မြနဲ့နာတဲ့ကျောင်းသူကလေးမလေးရဲ့ဓာတ်ပုံนี่ကျွန်တော်သိသလောက်ပြန်ပြီးမျှဝေတင်ပေးတယ်ဒါပေမဲ့အပန်းခံတင်လို့မရဖြစ်နေအခုအဲ့ကျောင်းလေးကျော်နည်းနည်းပြောပါမယ်တမီးလေးကဖေးမရှိတော့ဘူးလို့သိရပါတယ်အဲ့တော့ဖေးမရှိလို့ မိဘမဲ့နေတယ်ခလေးတယောက်ပေါ့အဲ့ခလေးတယောက်ဟာစိတ်ဓာတ်ကြီးရပြီးတော့ကျောင်းလက်ဆက်မတက်နိုင်လို့သိရတယ်ဖြစ်တာကတော့2024 2025ပေါ့နော်ပညာသင်နှစ်မနစ်ကဖြစ်ခဲ့တဲ့ပြဿနာဒါပေမဲ့ဒီနှစ်မှာမှလူများသိပြီးတော့အခုလိုဟိုးရွှေဖြစ်လာတဲ့ကိစ္စပေါ့ဖြစ်ဖြစ်ချင်းမှာနောင်မတ်မျိုးပညာရည်မှုက တနာရီကျော်တကားပြည့်ပြီးတော့ဒီကလေးမှဒီဟို ြောဆိုနေလို့လည်းသိရပါတယ်။ကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကိုထွန်းဆိုင်ကပြုပြင်ရေးလိုက်လံဆောင်ရွက်နေလို့သိရပါတယ်။မကြာခင်မှာတရားမျှတမှုရှိအောင်သူကကိုကြီးဆောင်ရွက်ပေးမယ်လို့သိရပါတယ်။အဲ့နေရာမှာတခုပြောရင်းနေတာမိမဲ့သားရေခမ်းကားဆိုတာအမတန်ဝမ်းနည်းကောင်းပါတယ်။အဲ့နေရာအဲ့ဒီပို့ရင်းမှာကြည့်လိုက်ကြပါပါးရီအချက်ချက် ရိုက်နေတဲ့လူတွေသဖြင့်လေးဆွဲဒူးထောက်တောင်းမှခိုင်းတာလေအဲ့လိုပြဿနာလေးဘာမှမဟုတ်ပါဘူးသူ့ရဲ့တငယ်ချင်းတယောက်ကဒီနှစ်နာသူပါရခံတဲ့ကလေးမလေးရဲ့တငယ်ချင်းကအဲ့သူ့ကိုပါရတဲ့ကောင်းမလေးတွေဖုံးကိုယူပြီးတော့ပို့လေတခုပို့လေတခုတင်လိုက်တာအတ္တကိုအရေးကြီးခွင့်ညာလုပ်ပြီးတော့ဘလို့မကောင်းတဲ့ဟာပဲတင်နေဗျာကောင်းတဲ့ဟာပဲတင်နေဆိုလိုချင်တာပြဿနာတစ်ခုဆိုတာဖြည့်ရှင်းလို့မရပြဿနာမရှိဘူး 皮鞋我一样的别在哪里，按照店里量叫什么，你要叫他皮鞋、古种皮包。 โอเคပါမြို့ကြီးကျွန်တော်ပြဖန်လေးကတော့ဒီလောက်ပါပဲအဲဒီပြဖန်လေးကဒီမြောင်းများကဒီအကြောင်းသူလေးချင်းချင်းဒီအုပ်စုဘက်နိုင်ချင်းတဲ့ကိစ္စကတော့ဒီပက်ဆန်နေလက်ထိုးပြီးတော့ဒီပြင်လေဖြင်းရှင်းသွားတယ်လို့လည်းသိရတယ်ဗောနအခုကတော့ဒီအကြောင်းရင်းဖြစ်ဆုံးကိုတော့မသိရသေးဘူးဒီနောက်ထပ်သတင်းအစ်တတရရှိလို့ရှိရင်လည်းပြန်လည်ဝင်မြတ်တက်ဆက်ပေးပါဦးမယ်ဗျတော့ channel နဲ့ဘူးတူတဲ့ရဲ့တကြောင်နဲ့ဆယ်လီတရင်တစ်တွေကိုမြင်တက်ဆက်ပေးပါမောကျော် channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ဒီပေးလေးကိုပါနေခဲ့ပေးဖို့တော့ဆွေးကြည့်ပါတယ်တော့ channel အားပေးကြည့်ရှုသူတရားရှင်ရဲ့ကြည်ညိုများရှင်ပါတယ်နောက်ထပ်ပြန်ပါပြန်ဆုံရမယ်တရား